်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်မတ်လ19ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတ်တင်ပါရယ်နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖေဟာခြေစွတ်တင်ပါရယ်နှုတ်ဘတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါကျေးဇူးသူအားလုံးကိုကောင်းချီးပေးတယ်ကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါတခိယေရှုနာမအားဖြင့်ဆုတောင်းပြည့် ဝေငှပါれဖျာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျွန်တော်ဆုတောင်းတဲ့သူတဦးမှာရှိရမယ့်စိတ်နေသဘောထားဒါကိုကျွန်တော်နားထောင်နေပါれတော့ချမ်းသာထဲမှာဆုတောင်းတဲ့သူတဦးမှာရှိရမယ့်စိတ်နေသဘောထားတွေအများကြီးရှိတယ်အဲ့ဒီထဲကနေအရေးကြီးတဲ့အချက်၁၀ချက်ရှိရမှာဖြစ်တယ်အဲ့ဒီ၁၀ချက်ကိုကျွန်တော်နားထောင်နေတာဒီကနေ့ဆိုရင်တော့ကျွန်တော်6ချက်မြောက်ကို sorry 9ချက်မြောက်ကိုရောက်ပြီဖြစ်တယ် အဲ့တော့နံပါတ်1ဘုရားချက်ကတော့ဆုတောင်းတဲ့သူတူအမယုံကြည်ခြင်းရှိရမယ်။ဟေဘရဲခန်းကြီး7အငယ်6နံပါတ်2ကရဲရင်ခြင်းရှိရမယ်။ဟေဘရဲခန်းကြီး4အငယ်16တိယောခန်းကြီး9အငယ်14နံပါတ်3ကယိုသေးလေးမြတ်ခြင်းရှိရမယ်။မဿဲခန်းကြီး6အငယ်9နံပါတ်4ကတော့ဇွန်းလုံးလဝရိယရှိရမယ်။လုကာခန်းကြီး17အငယ်1ကနေ9အခန်းကြီး17အငယ်9ကနေ8ထိဖတ်ရင်တွေ့ရမယ်။နံပါတ်5ကတော့ဂျေဇူးတော်ချီးမွမ်းခြင်းရှိရမယ်။ ဖိလိပ္ပိခန်းကြီး၄အငယ်၆တိသက်ခန်းကြီး၅အငယ်၁၈နံပါတ်၆ကစိတ်အားထက်သန်ခြင်းရှိရမယ်ယာကုပ်ခန်းကြီး၅အငယ်၁၆ဒီကနေ့နံပါတ်၇ကတော့အပြည့်အဝမိခိုအားထားခြင်းရှိရမှာဖြစ်တဲ့၆၂ခုမြောက်သောဆာလပိုက်ငယ်ရှိဒီလိုရေးထားပါတယ်အိုးလူများတို့ဘုရားသခင်၌အစင်မပြတ်ခိုးလုံကြလော ရှေးတော်၌စိတ်နှလုံးကိုဖွင့်ပြကြလောဘုရားသခင်သည်ငါတို့ခိုးလုံရာ ဖြစ်တော်မူ၏အာမင်ဒါကြောင့်ဆာလံဆရာက62ခုမြောက်သောဆာလံမှာအပိုက်ငယ်၈မှာဒီလိုရေးတယ်အိုလူများတို့ဘုရားသခင်တိုင်းအစင်မပြတ်ခိုးလုံကြလောတနာ ਈ နှစ်နာ ਈ တရက်နှစ်ရက်ခိုးလုံပါမဟုတ်တလနှစ်လတနှစ်နှစ်နှစ်မဟုတ်ဘူးအစင်မပြတ်ခိုးလုံရမှာဖြစ်တယ်အဲဒီခိုးလုံခြင်းဆိုတာက အပြည့်ဝမိခိုးအားထားခြင်းလို့အဓိပ္ပာယ်ရပါတယ်တောင်မြန်မာစကားမှာထူးခြားပါတယ် ခိုမှလုံပါလေမခိုရင်မလုံဘူးဒါကြောင့်ဖယားသခင်ကသူ၌ခိုတဲ့သူကိုလုံခြုံခြင်းခွင့်ပေးပါလေတောင်ချမ်းစာထဲမှာဖယားကိုအပြည့်ဝခိုလုံတဲ့သူ၃ယောက်ကြောင်းပြောခြင်းနဲ့နံပါတ်၁ပရမတစ်ယောက်ကတော့ဘာလို့လဲဆိုတော့ he skip menji ဖြစ်တယ်လီယာခန်းကြီး20အငယ်တက်ကနေ6အထိဖိုင်ကျွန်တော်တွေ့ရမယ်420တက်ကနေ6မှာ heski meha property he shaya အဖြစ်သူသေမဲ့တည်င်းကိုကြားတယ် ကြားတဲ့သတင်းပေါ်မှာသူကစိတ်တက်ကြတာမဟုတ်ဘူးအဲဒီသတင်းကိုပြောင်းပြန်လှန်ပြီးမှဖျားပေါ်၌ခိုးလုံးမိခိုးအားထားတဲ့ခါမှာ59နဲ့အသက်ပြန်ရှိတယ်။နောက်ဒီနေ့ကျွန်တော်တို့ကြားရတဲ့သတင်းတွေကြားရတဲ့အခက်ခဲတွေမြင်ရတဲ့ဒုက္ခတွေပေါ်မှာကျွန်တော်တို့ကပြိုလဲဖို့မဟုတ်ဘူးကျွန်တော်တို့ကမမြင်ရတဲ့ဖျားရဲ့ပြင်ဆင်ထားခြင်းပေါ်၌ ခိုးလုံးနေမှသူဘုရားကပြင်မယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်ဟီစကိကသေမဲ့သတင်းချပေမဲ့သေလူနေနဲ့အသက်ရှင်တာမဟုတ်ဘူး။အသက်ရှင်တဲ့ဘုရားကိုခိုးလုံတဲ့အခါရှင်သန်တဲ့ကောင်းကြီးပြန်ရတယ်။ဒါကြောင့်အပြည့်အဝမိခိုးအားထားတာနံပါတ်၁ဟီစကိမင်းဖြစ်တယ်။ကဲနံပါတ်၂ဒုတိယတယောက်ဘယ်သူလဲဆိုတော့ကျော်မလေးဖြစ်တယ်။လေးရခန်းကြီးကအငယ်၁ကနေပြီးတော့နော်ကျွန်တော်တို့၂၈ထိတောက်လျှောက်ဖတ်သွားရင် နေမန်အိမ်ကကျော်မလေး तू ဖြစ်နေတာတော့ကျွံဖြစ်နေတယ်နားလေအောင်ပြောရင် तू ဒုက္ခရောက်နေတာသူ့ကိုမတရားဖမ်းဆီးပြီးနေမှအိမ်မှာကျွံလောက်ခိုင်းတာအဲ့တော့ဒီအောင်ကြည့်ကြပြည့်မတရားဖမ်းဆီးတဲ့သူကိုမကြိမ်ဆဲဘူးမတရားလုပ်နေတဲ့အဲ့နေမှာ အနူပြောက်ဖို့သူက အကောင်းဆုံးလှုပ်ပေးလိုက်တဲ့အခါမှာနေမှာ အသက်တာပြောင်းလဲသွားတယ်။အဲဒီကနေ့လောကကြီးမှာမတရားမှုတွေကြားထဲမှာနေရပေမဲ့မတရားမှုတွေအပေါ်မှာကျွန်တော်တို့ကချိန်ဆခြင်းပြုရမှာမဟုတ်ပါဘူး။ တရားတဲ့ဖះ၌ခိုလုံမှ မတရားမှုတွေပပျောက်သွားအောင်ဖះကလုတ်ပြီးမှဖြစ်တယ်ဒါကြောင့်ကျော်မလေးကစံစဘာတိချဖတ်ကြည့်သူ့နာမည်မရှိဘူးဒါပေမဲ့သူကဘုံထင်ရှားတယ်ဒီကနေ့တင့်နာမည်ကိုသူများမသိလေကိစ္စမရှိဘူးမိတ်ဆွေသင်ဟာအပြည့်အဝဖះကိုမိခိုအားထားရင်သင်ပြောတဲ့နှုတ်တွေမှာဘုံထင်ရှားခြင်းဖြစ်လာလိမ့်မယ်သင်သက်တာကိုကြည့်ရင် သူတစ်ပါးကဘုံထင်ရှားခြင်းကိုတွေ့ရမှာဖြစ်တယ် ဒါကြောင့်နေမန်အိမ်ကကျော်မလေးကအပြည့်ဝမိခိုအားထားပြီးနေမန်ရဲ့ဇနီးကိုပြောတယ်ရှမာရိမြို့ကိုသွားလိုက်ပါအဲ့ဒီနေမန်အနူပြောက်မယ်သူ့ရဲ့ယုံကြည်ခြင်းနဲ့အပြည့်ဝမိခိုခြင်းဖခင်ကိုခိုလုံခြင်းနဲ့ပြောလိုက်တာအဲ့ဒီနေမန်ယော်ဒန်မြစ်မှာခွနှစ်ချိန်နှစ်ပြီးအသားရေပြောင်းနေပြီးအသက်တာပါပြောင်းသွားတယ်နေမန်ကဘလောက်တော့ပြောလဲဒီရှမာရိမြို့မှာပဲဖခင်ရှိတယ်သူအဲ့လောက်တော့ဝန်ခံသွားတယ် နောက်ဆုံး proper ili ရှဲရှဲရှမာရီမြို့ကနေမြေကြီးတဲပြီးသူ့အိမ်မှာအဲ့ဒီမြေကြီးပေါ်မှာထိုင်ပြီးထာဝရဘုရားကိုကိုးကွယ်တဲ့အဆင့်တီဖြစ်သွားတယ်။အဲ့ဒါဘုသူကြောင့်လဲကျွန်မလေးရဲ့အပြည့်ဝမိခိုးအားထားခြင်းကြောင့်။ဟောဒီနေ့သင်သက်တာမှာသင်အပြည့်ဝမိခိုးအားထားသင်နဲ့ဘုရားကအလုပ်လုပ်မှာဖြစ်တယ်။နောက်တော့နောက်ဆုံးတတိယတယောက်ကတော့မုတ်ငါးလုံးငါးနှကောင်ပေးတဲ့ကလေးပဲ။ကျန်တာထဲမှာရှောင်းခရုံခန်းကြီး6ကျွန်တော်အငယ်ငါးကနေ73ဒီဖိုင်ဒီဖြစ်ပြလေးတွေ့ရတယ်။ ယောဟန်6 9နဲ့73မှာဒီမုံကားလုံး9ငါးကောင်ပေးတဲ့ခလေးလေးကသူ့လက်ထဲမှာမပွားတဲ့ပစ္စည်းကသခင်ယေရှုလက်ထဲရောက်ရင်ပွားများပြီးအစင်ပြေမယ်ဆိုတော့သူယုံတကယ်တော့ဒီမုံကားလုံး9ငါးကောင်သူ့စားဖို့ပေးလိုက်တာတကယ်တော့သူ့စားဖို့ထက်သခင်ယေရှုလိုတာကို तू ကဖြည့်ပေးခြင်းနဲ့စံတရှိအဲဒါကထူကြတယ်ခလေးပါသူ့နာမည်လည်းမပါပါဘူးသူ့ယောက်ျားလေးမိန်းကလေးလားလဲကျမ်းစာမှာမဖော်ပြဘူးဒါပေမဲ့သူ့ရဲ့နှလုံးသားကိုဘုရားသခင်ကသိတယ် သူ့ရဲ့ယုံကြည်ခြင်းနဲ့အပြည့်အဝမိခိုအားထားခြင်းဟာအဲဒီလူငါးတောင်တွက်အံ့ဩပွဲစားတောက်လို့ရတဲ့အဆင့်ထိဖြစ်သွားတယ်။ဟောဒီနေ့မုံငါလုံးငါးလကောင်ကလေးလေးမှာနာမည်မရှိဘူး။သူလဲကြော်မလေးလို့ဘုံထင်ရှားခြင်းရှိတယ်။ဘာကြောင့်လဲအပြည့်အဝဖျားကိုမိခိုအားထားလို့ဟောဒီနေ့လောကကြီးရဲ့ကြောက်စရာကောင်းတဲ့အချိန်တွေဖြတ်သန်းရပေမဲ့ဖျားကိုသာတဲ့အကျွင်းမဲ့မိခိုအားထား သင်အားဖြင့်သင်အသက်တာအားဖြင့်ဘုရားရဲ့ဘုန်းထင်ရှားခြင်းဖြစ်နေလိမ့်မယ်။ဒါကြောင့်ဟီစကိသက်တာကျော်မလေးသက်တာမုံငါလုံးငါးနှကောင်ပေးတဲ့ကလေးရဲ့အသက်တာကဲ့သို့အပြည့်ဝထိုဘုရားကိုမိခိုအားထားပြီးမှတောင်းတသောသူများဖြစ်ပါစေလို့အားပေးရင်နေကုန်းချုပ်လို့တဲ့ကျမ်းသာသူရောက်ချင်းစီတိုင်းဖြတ်ရှင်ကောင်းချီးပေးပါစေ God bless you all ကျွန်တော်ချင်ညာစီအရောကျွန်တော်နတ်ဖန်နနာ 9နိုင်ခွဲမှာကျွန်တော်တောင်ကြီးကနေရန်ကုန်ကိုပြန်มาဖြစ်တယ်။ဒါကြောင့်သတိရဆွတ်တောင်းပေးနိုင်ပါတယ်။နောက်ဖက်ညက်နေ live service ကိုတရက်ရန်နာมาဖြစ်ပြီးတောက်ကြာနေ23ရက်နေ့မြန်မာစံတော်ချိန်ညက်နေ၄နိုင်ခွဲမှာကျွန်တော်နံပါတ်၈အချက်ဆွတ်တောင်းတဲ့သူမှရှိရမယ့်စိတ်နေသဘောထား၈ခုမြောက်ချက်ကိုစပ်ပြီးနားထောင်มาဖြစ်ပါတယ်။ ကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဘုရားကျွန်တော်သုံးပါတစုဖျားထံတော်ပမ်းမကောင်းချီးပြပြသည်တင်တော်အားလုံးပေါ်သို့တကောက်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တကောက်ဒီကနေ့မွေးနေ့ကြောက်တဲ့မွေးနေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်ရောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ကြံရှိတဲ့မိသားစုများနှစ်သိမ့်မှုရခြင်းစစ်ရှောင်နေတဲ့သူတွေဘေးဥပါကင်းဝေးခြင်းမြန်မာပြည်မှာစစ်ပွဲတွေရပ်တန့်ခြင်း ဖယားသခင်လက်တော်ကွယ်ကစောက်မှခြင်းမချမ်းမာတဲ့သူအလုံးချမ်းမာခြင်းကြည့်ရှုနေတဲ့ဖိုးဖွားဖေမေတော်ဦးလေးမိဘညီကိုမောင်မဆရာသမားများအလုံးကိုဖယားရှယ်ကောင်းချီးပေးခြင်းကျောင်းပညာတွက်ကျောင်းသီးသီးမှဆမေးပွဲဖြည့်ဆွနေတဲ့ကျောင်းသူကျောင်းသားတွေထုကြွစွာအောင်မြင်ခြင်းငိုကြွေးနေတဲ့သူမျက်ရည်တုပ်ပေးခြင်းတောကားရောက်နေတဲ့သူတွေလွတ်မြောက်ခြင်းဖယားရဲ့လက်တော်ကွယ်ကစောက်မှခြင်းသည်ကြည့်ရှုတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလအစင်းမြဲ ကောင်းချီးဖျားဖျားတက်ရောက်ပြီးရှိတည်နေပါစေတော့အာမင်ယေရှုတင်ပါရင်ယေရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေမြင့်သက်ချင်းရှိပါစေကျွန်တော်ပြန်လေတွေ့ဆုံကြပါစို့